ရှခိုင်ပြည်နယ်မှာရှိတဲ့တန်တွဲမြို့ကိုအရကတတော်အေအေကတိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးစိတ်ကောင်းစီတက်တွေတန်တွဲမြို့ပေါ်မှာလုံးဝမရှိတော့ဘူးလို့ဒေသခံပြည်သူတွေနဲ့စီရေးတရင်ရင်းမြစ်ကပြောပါတယ်။ငပလီမြို့ကစစ်ကောင်းစီတက်ရင်နှစ်ခုနဲ့တန်တွဲမြို့အနီးကတပ်စခန်းတွေကိုအရကတတော်အေအေကတိမ့်ပိုက်ပြီးတဲ့နောက်မှာပဲတန်တွဲမြို့ရဲကိုအရကတတော်အေအေတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲတန်တွဲမြို့ကိုတိမ့်ပိုက်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနောက် တန်တော်မျိုးမပိတ်မိနေတဲ့ပြည်သူတွေကိုအရခတ်တတော်အေအေတက်ဖွဲ့ဝင်တွေကမြို့ပေါ်ကနေကဲထုတ်ပေးနေပြီမြို့ထဲမှာတော့စစ်ကောင်စီတပ်တွေလုံးဝမရှိတော့ပဲစစ်သားတွေအကုန်ထွာပြေးနေကြတယ်လို့စစ်တပ်ကလေကြောင်းကနေဘုံကျဲနေတာသာလုပ်နေပြီမဲ့တန်တွဲမျိုးကိုတော့အရခတ်တတော်အေအေကသိမ့်ပိုက်ထိန်ချုပ်ထားလိုက်ပြီလို့တန်တွဲဒေသခံတဦးကပြောထားပါတယ်အဲ့ဒီတန်တွဲမျိုးကနေကစင်ကလျားနဲ့ထွာပြေးသွားတယ်စစ်ကောင်စီတပ်သားတွေဟာမောင်ရွှေလေးရစ်တဲ့အနိကစစ်တပ်စခန်းဘက်ကိုဥတီသွားနေပြီ အဲ့လိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအရကတတော် AA ကလိုက်လံရှင်းနေနေပြီတန်တွဲမျိုးတိမ့်ပိုက်မှုအခြေအနေအသေးစိတ်ကိုတော့အရကတတော် AA ကထုတ်ပြန်ပါလိမ့်မယ်လို့လည်းဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းအရှိမိကပြောထားပါတယ်တစ်ဖက်မှာလည်းအရကတတော် AA ဟာမောင်တော်မျိုးကိုတိမ့်ပိုက်နိုင်ဖို့စစ်ကောင်စီရဲ့လက်ချက်တက်စကန်တွေကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့နေပြီးတော့အေလာလစ်တက်စကန်ကိုရှော့တိုက်တုံးနဲ့အပြစ်ခံရပြီးတဲ့နောက် ဘန်တင်ဂျေဝန်ဒီကလက်သမားတွေနဲ့မျက်ရိပ်နေတဲ့သူတွေကိုအချက်ပစစ်တပ်ကရိုက်နှက်ဖမ်းဆီးသွားပြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဖမ်းဆီးခံရတဲ့သူတွေရဲ့မိတ်ဆွေတွေကရေကုန်ခစ်တက်ကိုပြောပါတယ်။ဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲနေပြီးတော့အေလာလေတက်ကိုတော်လန်ရေးတက်တွေကပောက်ကွဲအပြင်းနဲ့တရခုံမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွေ့လေတက်အရာရှိ၄ဦးအပါအဝင်16ဦးဟာအသေးသေးတိတ်ကုန်ကြတဲ့အပြင် တိုက်လေရင်နှစီအပါဝင်လေရင်သုံးစီပါပျက်စီးသွားပြီးအဆောင်အုံတွေလည်းထိခိုက်ပျက်စီးထားသလိုလေတဲ့အရာရှိ၃ဦးနဲ့အခြားအဆင့်၇ဦးလည်းပျောက်ဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုနေပြီးတော့အေလာလေတဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာပဲအချက်ပစကောင်စီတက်ကရဟတ်ရင်တွေလေရင်တွေနဲ့အနှိမ်ပြန်တမ်းပြီးအနီးတစ်ဝိုက်ကိုရှာဖွေစစ်ဆေးဓာတ်တွေလုတ်သွားပြီးတဲ့နောက်မှာပဲလေတဲ့ရဲ့တမတ်မှရှိတဲ့ပန်းတင်ကျေးရွာအနီးကလေသမားတွေနဲ့မျက်ရည်နေတဲ့ပြည်သူတွေကိုစစ်ကောင်စီတက်ကဘာမှမဆိုင်မဲ့ လာရောက်ရိုက်နဲ့ဖမ်းဆီးသွားတယ်ဆိုပါလေအဲ့ဒီလိုဖမ်းဆီးခံရတဲ့အရတပ်ပြည်သူတွေဟာစုစုပေါင်း၁၀ဦးကျော်တဲ့အပြင်အခြားနေရာကလည်းဖမ်းခံရတဲ့ပြည်သူတွေပါရှိနေပြီစုစုပေါင်းအယောက်20ဝန်းကျင်လောက်ရဲ့မိသားစုတွေဟာဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိပဲအဆက်အသွယ်ပြတ်တောက်နေတယ်လို့ဖမ်းဆီးခံထားရတဲ့သူတွေရဲ့မိတ်ဆွေတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းကပဲခုံမြို့နယ်မှာပြစ်ခတ်ခံရပြီးတွေသွားတယ်ဓာတ်သွေးကြောက်ကြေးရွာအုတ်ချုပ်ရည်မှုနေရာမှာအစားထိုးဝင်လာတဲ့အုတ်ချုပ်ရည်မှုအစ်စ် ။စိုးကြီးဆိုတဲ့သူလည်းထပ်မံပြစ်ခတ်ခံရပြီးသွေသွားပြန်ပြီလို့တုံချောက်တုံညာတစ်ပီပီဒီတဲ့ရင်တာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါလေ။ဆိုလည်းက16ရင်းဖြစ်တဲ့မနေ့ကညာပိုင်းမှာပဲ။ဘကိုးတိုင်းတက္ကသိုလ်မြို့နယ်မှာရှိတဲ့ဓာတ်သွေးကြောက်ကျေးရွာအုပ်ချုပ်ရေးမှုနေရာကိုအစားထိုးဝင်လာတဲ့အုပ်ချုပ်ရေးမှုအစ်စ်စိုးကြီးဆိုတဲ့သူကိုတုံချောက်တုံညာတစ်ပီပီဒီတဲ့ရင်တက်ခွဲငါးကရဲဘော်တွေကနေသူရဲ့နေအိမ်အတွင်းမှာပဲဝင်ရောက်ပြစ်ခတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးကိုသွေသွားတယ်ဆိုပါလေ အဲ့ဒီလို့ပြစ်ခတ်ရှင်းလင်းခံရတဲ့ဓာတ်တွင်းကြောက်ကြေးဝအုတ်ချုပ်ရေးမှုအစ်စ်စိုးကြီးဆိုတဲ့သူဟာအရင်ကပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားတဲ့အုတ်ချုပ်ရေးမှုကြော်ကြီးဆိုသူရဲ့နေရာမှာအစားထိုးဝင်ရောက်လာတာဖြစ်တယ်လို့သူကြောင့်လဲပြည်သူနှစ်ဦးဟာ PDF ထောက်ပို့ဆိုပြီးဖန်ခံရဓာတ်တွေဒေါ်လာရေးတဖွဲ့ရဲ့သတင်းတွေကိုလည်းလိုက်လံစုံစမ်းပြီးစစ်တပ်အတွက်အရင်အုတ်ကြီးနဲ့မတူအောင်လုပ်ပြမယ်ဆိုပြီးသတင်းပေးနေတဲ့သူဖြစ်တယ်လို့အခုတော့သေပြီလို့363 PDF တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျ ဒီတခါမန္တလေးတိုင်းဘက်မှာလေမြင်းကြံမြို့နယ်ကကြောက်ကန်ရွာပြူစော်တီစကန်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့စေကောင်းစီတပ်ဖွဲ့ဝင်၅ဦးသေသွားပြန်တဲ့အပြင်တဦးကိုအရှင်ဖမ်းမိထားတယ်လို့မြင်းကြံမြို့နယ်ပတ်ကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဆိုရင်လ15ရက်နေ့ကပဲမြင်းကြံမြို့နယ်အတွင်းကကြောက်ကန်ဂျေရွာပြူစော်တီစကန်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစကန်ကိုပါဘိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်တဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးကျန်တဲ့စစ်ကောင်စီဝင်တွေကတော့အကုန်လုံးထွက်ပြေးသွားတဲ့အတွက်သူတို့ရဲ့စခန်းကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ညင်ချမ်းမြို့နယ်ပကဖရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှလည်းဘကိုးတိုင်းမင်းလာမြို့နယ်အတွင်းကဘကိုးရုံမှာဘော်ကိုစစ်ကြောထိုးလာတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရဲတပ်တွေကကြပြတ်တက်ခဲ့ရမှာစေကောင်စီတပ်သားခေါနဲ့ဦးကတော့အသီးသီးသိမ့်ကုန်ကြပြန်ပြီလို့ PDF တရေ383များနှစ်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဆော်လာ15ရက်နေ့ကဘေးမေလာမြို့နယ်အတွင်းကဘကိုးရုံမှာဘော်ကိုစစ်ကြောင်းထိုးလာတဲ့အချက်ဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်တွေကလမ်းကနေအသင့်ဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားခေါ်နှံဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီးပရဟိတကားတွေနဲ့ပါလာတဲ့သွားကြတယ်လို့ PDF တရေ383ရက်နှစ်ရတာဝန်ရှိသူတို့ကပြောထားပါတယ်။ အဲ့ဒီနော်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာအနီးနားကစင်ချောင်းကြေးရွာကိုဝင်ရောက်ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုအကြောင်းမဲ့ဝင်ရောက်မိရှုဖျက်ဆီးသွားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်ကတွင်းမရွာပြစော်တီစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်ရဲ့ခဲရန်ရက်ခါတွေကိုတင်းစီရရှိခဲ့တယ်လို့မြိုင်ပကပရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒီကနေ့ဇွန်လ18ရက်နေ့မနက်ပိုင်းမှာပဲမြန်မြို့နယ်ကတွင်းမရွာပြူ30စက္ကန့်ကနေထွက်လာတဲ့အကြံပတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရဲတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတွေဘက်ကထိခိုက်သေးဆုံးမှုတွေများစွာနဲ့တွင်းမရွာတဲ့ကိုပြန်ပြေးသွားကြပြီသူတို့စီကနေခရင်ရိတ်ခါတွေကိုတော်လိုင်းရဲတပ်တွေကတင်းစီရရှိခဲ့တယ်လို့လဲမြန်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါလာမစ